ကင်းနေလာမှကြိုးဆိုပါရရှင်ဒီနေ့ကောင်းချင်းပိမုတ်လုပ်နည်းလေးကိုလွယ်ကူဆုံးကြီးလေးနဲ့လုပ်ပြပေးပါမယ်เนาะအဲဒီမှာမုတ်သားလေးကလည်းအီအီလေးနဲ့အထဲကထောပဲ့အနှံ့လေးနဲ့ဆိုတော့အရန်ကိုလည်းစားကောင်းပါရရှင်ကောင်းချင်းပိမုတ်လုပ်ရန်အတွက်ကိုကောင်းချင်းမုတ်ကိုနိုးစီဘူးနဲ့နှစ်ဘူးခွဲသုံးပေးပါရရှင်ပြီးရင်စားလေးနဲ့ငယ်ထည့်ပေးပါတယ်เนาะကြားကိုတော့ဒီမှာ30သားသုံးပေးထားပါတယ်ကိုကအချိုကြောက်တယ်ဆိုရင် short ထည့်လို့ရပါရရှင် အုံတို့ဘူးကို400မီလီတဘူးဒီမှာထည့်တယ်။အုံတို့ထည့်ပြီးတာနဲ့ကောင်းကျင်းမုတ်လေးတွေပျော်သွားအောင်လို့သမသွားအောင်ໝွေပေးမယ်နော်။အထဲကဆိုင်ကဲလေးတွေအားလုံးပျော်သွားတဲ့အထိໝွေပေးပါမယ်ရှင်။ဒါကတော့အုံဒီတချမ်းကိုချစ်ထားတာပါနော်။အုံဒီချစ်ထားတာလေးထည့်ပေးတယ်။ထည့်ပေးပြီးတာနဲ့ໝွေပေးလိုက်တဲ့အခါမှာမုံနီရီလေးကပြည့်နေတဲ့အတွက်ကြောင့်ရေ100မီလီထပ်ထည့်လိုက်ပါတယ်ရှင်။ထည့်ပြီးတာနဲ့မိနစ်20လောက်နှက်ထားမယ်နော်။မိနစ်20လောက်နေထားမှဒီမှာမုံနီရီလေးကဒီလိုလေးဖြစ်နေပါပြီနော်။ เนาะအရန်လည်းပြစ်မနေရပါဘူးအရန်လည်းမကျဲပါဘူးเนาะဒါဆိုရင်တော့ကောင်းကင်ပိတ်မုတ်လေးစောက်ဖုတ်လို့ရပါပြီရှင်ဟုတ်မဲ့တဲဦးထဲမှာထောပတ်စီကိုထမင်းစားစုံနဲ့နှစ်စုံထည့်တယ်ရိုးရိုးစီနှင်းငယ်ထည့်ပါတယ်เนาะပြီးတာနဲ့စောနာဖြော်ထားတဲ့မုန်နေရည်လေးထည့်ပေးပါမယ်ရှင်အမရဲ့တဲဦးလေးကအနှဲငယ်ပြားတဲ့အတွက်ကြောင့်ကောင်းကင်ပိတ်မုတ်ကအထူကြီးတော့မရဘူးပေါ့เนาะအနေတော်လေးပဲရပါတယ်ရှင်ပြီးရင်ပေါ်ကနေပြီးတော့မြေပဲဆန်လေးထည့်ပါတယ် ကျောက်ပြုံယူလေးထည့်ပါရရှင်။ဒါကတော့အိမ်မှာလှုပ်ရှားတာဆိုတော့မကအစာများများလေးထည့်ထားတယ်နော်။ POC လေးနည်းငယ်ရှိလို့ထည့်လိုက်ပါရယ်။နှမ်းလေးပေါ်ကနေထည့်ပါရယ်။ဘိန်းစီလှော်ပြီးသားလေးကိုခက်များများလေးထည့်ပေးလိုက်ပါရရှင်။ပြီးတာနဲ့အောက်နားလေးတွေတူးမှဆိုးလို့နည်းငယ်ရောင်းမလေးနဲ့အခုလိုလေးကလော်ပေးတယ်။ ပြီးတော့၄မိနစ်လောက်ခဏလေးဖုတ်ပေးထားပါတယ်เนาะအဲ၄မိနစ်လောက်ဖုတ်ပြီးပြီဆိုတာနဲ့သူ့ကိုတစ်ဖက်လှန်ပေးပါမယ်เนาะအောက်နားမှာလည်းကြက်နေပြီဆိုတော့နောက်တစ်ဖက်ကိုလှည့်ပြီးတော့ဖုတ်ပေးပါမယ်ရှင်အဲထောပန်းနဲ့လေးနဲ့เนาะကောက်ငင်းသားလေးကလည်းအီအီလေးနဲ့ဆိုတော့ရမ်းကိုလည်းစားကောင်းပါလေရှင်အခုလှုပ်ပြတဲ့ညွန်တိုင်းလေးဆိုရင်ကောက်ငင်းပိမုံနှစ်ချက်စာလောက်ရပါတယ်เนาะအဲနောက်တစ်ဖက်ကိုလည်း၄မိနစ်လောက်အုပ်ပြီးတော့ဖုတ်ပေးပါမယ်အဲခုလိုနေလေးဆိုရင်တော့ရပါပြီရှင်သူ့ကိုပကံပြားလေးတွေထည့်ပ ်ပေးမယ်။နောက်ကျန်တဲ့မုံနှိရေကိုလည်းဒီနီးတိုင်းလေးပဲဖုတ်ပေးပါမယ်နော်။ကဲသူ့ကိုအေးခံပြီးပြီဆိုတော့ကက်ကြီးလေးနဲ့ညှက်ပါမယ်အပေါ်ကမုတ်သားလေးကအီအီလေးနဲ့ဒီမှာထောပတ်အရသာလေးနဲ့ဆိုတော့တော်တော်လေးကိုလည်းစားကောင်းပါတယ်ရှင်ကို့အိမ်မှာလှုပ်ရှားတာဆိုတော့များများလေးလည်းစားရပါတယ်နော်ကဲဒီမှာကြည့်ပါဦးကောင်းချင်းသားလေးအီအီလေးနဲ့စားကြပါအောင်ရှင်အခုဆိုရင်တော့ရန်ကိုစားကောင်းပြီးရသာရှိတဲ့ကောင်းချင်းဘိမ့်မုတ်လေးရပါပြီရှင်